ို့မှာပျောက်ဆုံးနေတဲ့အသက်၁၄နှစ်အရွယ်ခုနှစ်တန်းကျောင်းသားလေးကိုခြေလက်ကျိုးတုပ်အနေအထားနဲ့သေဆုံးလျက်ပြန်လည်တွေ့ရှိမင်္ဂလာပါပရိသတ်ကြီးရှင်နေအိမ်အနီးလမ်းပေါ်မှာတငယ်ချင်းတွေနဲ့မေလ22ရက်နေ့ညနေပိုင်းဘောလုံးကန်နေရမှာပျောက်ဆုံးသွားခဲ့တဲ့အသက်၁၄နှစ်အရွယ်ခုနှစ်တန်းကျောင်းသားလေးမောင်တက်နိုင်မင်းကိုလက်နဲ့ခြေောက်တွေကိုကျိုးတုပ်ထားတဲ့အနေအထားနဲ့သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်းဒေသခံများရဲ့ပြောပြချက်အရသိရှိရပါတယ် ီကနေ့မနက်ကဘကိုးမြို့မစင်းဆိုင်အနီးကရှိုးဆောင်ထဲမှာမောင်တပ်နိုင်မင်းကိုလက်ရောခြေတွေပါနောက်ပြန်ကျိုးတုပ်ထားပြီးဦးကောင်းကိုလည်းဆာလာအိတ်တလုံးဆွတ်ထားပြီးလက်ပင်ကိုကျိုးချီလျက်မောက်ခုံအနေထားနဲ့တည်ဆုံနေတာတွေ့ခဲ့ရပါတယ်လို့ဘကိုးမြို့သူပနာလူမှုကူညီရေးအသင်းတာဝန်ရှိသူတက်ဦးကပြောပါတယ်ကလေးစပြီးတော့ပျောက်ဆုံးတဲ့နေ့မှာပဲညဘက်အချိန်မှာသူ့ရဲ့မိဘတွေစီကိုဖုန်းစိမ်းတစ်လုံးဝင်လာပြီးဆက်သွယ်ခဲ့ပါတယ်။ ်မောင်တက်နိုင်မင်းကိုပြန်လိုချင်းရင်ဒီည7နာရီတတီမှာမဟာစီဒီအရှိတ်ဘက်မုံနာကဘောလုံးခွင်းစီကိုပတ်စံ9သိန်းနဲ့အတူလာခဲ့ပါရဲကိုအကြောင်းကြားရင်သူ့အသက်ကိုအမမခံဘူးလို့လည်းပြောပါတယ်ဒါနဲ့ရဲကိုအကြောင်းမကြားရဲပဲခလေးမိဘတွေလိုက်သွားခဲ့ပါတယ်ဒါပေမဲ့ဘသူကိုမှမတွေ့ခဲ့ပါဘူးအဲ့ဒီညမှာပဲအမည်မသိလူတယောက်ကမောင်တက်နိုင်မင်းမိဘတွေစီကိုဖုံးထက်ဆက်ပါတယ်။အတော်တို့သားကိုတွေ့ချင်းရင်ဖောင်ကြီးကိုလာခဲ့ပါလို့ဆိုပါတယ်။ ဒါနဲ့ကလေးမိဘတွေကဖောင်ကြီးဘက်ကိုလိုက်ကြပါတယ်။သက်ဆိုင်ရာဌာနတစ်ခုစီဝင်ရောက်ပြီးအကျိုးအကြောင်းပြောပြပါတယ်။ဌာနတာဝန်ရှိသူတွေကလည်းတက်နိုင်သလောက်ကူညီဆောင်ဆန်းပေးမယ်လို့ပြောပါတယ်။ဒီကနေ့မနက်မှာတော့မောင်တက်နိုင်မင်းရဲ့အလောင်းကိုတွေ့ပြီးလို့သက်ဆိုင်ရာနယ်မြေရဲစခန်းကအကြောင်းကြားလို့သူတေဆုံးသွားပြီဆိုတော့သူ့ရဲ့မိဘတွေတီးလိုက်ရတာပါဟုတေဆုံးသူကလေးငယ်ရဲ့ဆွေမျိုးတော်ဆက်သူတဲဦးကပြောပါတယ်။ မောင်တက်နိုင်မင်းလိုလူငယ်လူရွယ်လေးတွေကိုဖမ်းပြီးတော့မိဘတွေစီကငွေညစ်နေတဲ့ဂိုင်းလိုမျိုးရှိနေပြီထင်ပါတယ်။သူတို့ချိန်နဲ့ဖောင်ကြီးဘက်ကိုလိုက်ကြည့်တော့မတွေ့လို့သက်ဆိုင်ရာဌာနတစ်ခုစီဝင်ရောက်ကူညီတောင်းတာကိုသူတို့တီသွားလို့ခလေးကိုနှုတ်ပိတ်လိုက်တာလို့ထင်ပါတယ်ဟုဆိုက၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ မောင်တန်းနိုင်မင်းဟာဘကိုးမြို့မစင်းရက်ကွက်မဟာစီရီ၃လမ်းနေပူပန်းမြိုင်ဒေါ်ရင်ရင်မွန်တို့ရဲ့သားဖြစ်ပြီးအသက်၁၄နှစ်ဘကိုးမြို့အားထက၃မှာခုနှစ်တန်းပညာသင်ကြားနေတယ်လို့လည်းသိရပါတယ်။သားဖြစ်သူမောင်တန်းနိုင်မင်းပြန်ပြီးဆွဲခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအဲ့ဒီညနေကကျမသားကအကြောင်းကားပြန်လာပြီးအိမ်ရှိမှသူ့တငယ်ချင်းတွေနဲ့ဘောလုံးကန်နေကြပါတယ်။ အဲ့ဒီအချိန်မှာကျမတို့ခြေရင်အိမ်ကအသက်30အရွယ်လောက်ရှိတဲ့ပုလုံလုပ်ငန်းလုပ်ကင်နေသူကောင်လေးကဆိုင်ငယ်တစ်စီးနဲ့ရောက်လာပြီးတော့မဟာစီဒီဘောလုံးကွင်းမှာဘောလုံးတစ်လုံးတွေ့ခဲ့တယ်။သွားကောက်မယ်တက်နိုင်မင်းလိုက်ခဲ့ဆိုပြီးတော့ကျမသားကိုသူ့ဆိုင်ငယ်နဲ့တင်းခေါ်သွားပါတယ်လို့ကျမသားနဲ့ဘောလုံးကန်နေတဲ့ကလေးတွေပြန်ပြောပြလို့သိရပါတယ်။နောက်နာယူဝဲကြော်ကြော်လောက်မှမှကျမသားကိုဆိုင်ကယ်နဲ့တင်ခေါ်သွားတဲ့ကောင်လေးကျမအိမ်ရောက်လာပါတယ်။အမကြီးသားတက်နိုင်မင်းပြန်ရောက်လာပြီလားတဲ့။ ကျမကဟဲ့ငါသားကိုနင်းမဲဆိုင်ကယ်နဲ့တင်ခေါ်သွားတာမဟုတ်လားလို့မေးပါတယ်။သူပြောတာကကျွန်တော်လဲအလုပ်ကိစ္စနဲ့မြို့တစ်ဖက်သွားစရာရှိလို့အမကြီးရဲ့သားကိုမဟာစီဒီလန်ထိပ်မှချပေးခဲ့တယ်။မကြီးရဲ့သားကသူ့ဘာသူမဟာစီဒီဘောလုံးကွင်းဘက်ကိုကုန်းချောင်းလျှောက်သွားတာလို့ပြောပါတယ်။အဲဒီလိုပြောပြီးတော့အဲဒီကောင်လေးကသူ့အိမ်ကိုပြန်သွားတယ်။အဲဒီနောက်ပိုင်းအခုထိကျမသားကိုမတွေ့တော့ပါဘူးဆိုက အသက်ခံလိုက်ရသူမောင်သက်နိုင်မင်းရဲ့မိခင်ဖြစ်သူဒေါ်ရင်ရင်မွန်ကပြောပါတယ်။ ပြမင်းဆွဲကိုင်းတစ်ခုရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့အသက်14နှစ်အရွယ်ခွနတန်းချောင်းသားမောင်တက်နိုင်မင်းရဲ့ရုပ်ကလပ်ကိုတော့မွန်လဲနှစ်နာရီတီတီမှာဆင်ပြူကွင်းတုတ်တန်ကိုတွားရောက်တဲ့ဂျိုးမှာဖြစ်တယ်လို့လည်းသိရပါဗျ။